Logan Paul ကို YouTuber, WWE Superstar, Bowser's Businessman ဒေါ်လာသန်း100ကျော်ချမ်းသာတဲ့ millionaire တယောက်အနေနဲ့လူတိုင်းသိပြီးသားပါ။ဒါပေမဲ့တကယ်တကယ်မှာကဒါရီယာလုံးကသူတက်ထားတဲ့မျက်နှာဖုံးတွေဖြစ်ပြီးတော့ဒီမျက်နှာဖုံးတွေကိုဆွဲခွာလိုက်မယ်ဆိုရင်တော့နောက်ွယ်မှာ Logan Paul ရဲ့တရုတ်မှန်ဖြစ်တဲ့စီးနယ်ပေါင်းနဲ့လိန်တတ်တဲ့ scammer အကြီးစားတယောက်ကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ဆရာ YouTube channel အနေနဲ့ကြိုဆိုလိုက်ပါတယ်။ ဆရာကြီးရဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဆရာကြီး YouTube channel နဲ့နေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေတွေနဲ့ဒီဗီဒီယိုလေးကြည့်ပြီးလို့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားတယ်၊ဗဟုသုတတိုးသွားတယ်ဆိုရင်ကျွန်တော်တို့ channel ကို subscribe လေးတစ်ချက်လုပ်သွားလိုက်ပါဦး။ကျွန်တော်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးဘာမှအသေးစိတ်ဆက်မပြောခင်မှာ disclaimer လေးနဲ့ကြိုပြောချင်တာကအခုဗီဒီယိုကြည့်နေတဲ့တွေထဲမှာ Logan Paul fan တွေပါတယ်ဆိုရင်ဆက်မကြည့်ဘူးကျွန်တော်အကြံပေးချင်ပါတယ်။ပထမဒီဗီဒီယိုကြည့်ပြီးသားအနေနဲ့မိတ်ဆွေရဲ့ Logan Paul fan ဟုတ်တော့မှာမဟုတ်လို့သူ့ပေါ်မှာထားတဲ့စိတ်တွေ perspective တွေအားလုံးကပြောင်းမြန်လှန်ပြီးတော့ ရှင်းရှင်းပြခင်ဗျာသူ့ fan မှာဟုတ်မှာမဟုတ်တော့ဘူးဒါကြောင့်မလို့ကျွန်တော်ကြိုပြီး disclaimer နည်းနည်းပြောရဖြစ်ပါတယ် okay ဆိုတော့စလာရအောင်အဓိကမိကုန်းနေလာပြီ Logan Paul ကဘယ်သူတွေကိုလိန်တာလဲဘယ်လောက်ပမာဏလိန်တာလဲဘယ်ချိန်ကလိန်ခဲ့တာလဲဒါတော့ကဒီလိုမျိုးအလိန်ခံတယ်ဆိုရင်အလိန်ခံတဲ့ victims တွေကနေပြီးတော့ Logan Paul ကိုဒီပုံမှာတရားပြန်ဆွဲရ Trial case တွေဘာမှပြန်မလာဘူးလားဆိုတော့သူ့အနေနဲ့ဒီလိုမျိုးတွေဒါ victim တွေဘက်ကနေဘာမှပြန်လုပ်လို့မရအောင်စစချင်းကလေးကဘလို့စီးတွေပေါင်းနေရတယ်နေပြီးသူအကွက်တွေရွှေရတယ်အကွက်တွေကြော်ခဲ့ရတယ် စရမေခွန်းနေရဲ့အဖြေအားလုံးကိုဒီဗီရဲမှာမိတ်ဆွေရှာတွေ့ပါလိမ့်မယ်။ Okay ဆိုတော့ဒီကိစ္စတွေတိတ်တိတ်မသွားခင်ကျွန်တော်တို့ Logan Paul ရဲ့ငယ်ဘောအရင်ပြန်သွားလိုက်အောင်။နာမည်ရင်းက Logan Alexander Paul April 1 1995 Westlake Ohio မှာမွေးခဲ့တယ်။သူထက်နှစ်နှစ်ငယ်တဲ့ညီတယောက်ဖြစ်တဲ့ Jake Joseph Paul ဆိုတဲ့ညီလေးတယောက်ရှိတယ်။

Which one? Damn it feels good to be a gangster. Real... 2014ခုနှစ်မှာတော့ Logan Paul ကတက္ကသိုလ်ဆက်မတက်တော့ဘဲနဲ့အဲဒါကြောင်းထွက်လိုက်ပြီးတော့လုံးလုံး full time content creator အဖြစ်ကိုခုံကူးခဲ့တယ်။အဲ့နောက်ပိုင်းမှာတော့ Vine မှာ video ဆက်မတင်တော့ဘဲနဲ့ YouTube ကို transition ပြောင်းလာပြီးတော့ Logan Paul Blog ဆိုတဲ့ channel ကနေပြီးတော့ဒါ prank videos တွေပြီးရင် blog videos တွေရိုက်တင်ရင်းကနေကျွန်တော် follower 23သန်းကျော်နဲ့ view ပေါင်း billion ချီပြီးရတဲ့အထိ viral ဖြစ်ပြီးအောင်မြင်လာခဲ့တယ် အဲ့နောက်ပိုင်းမှာတခြား carriers တွေဖြစ်တဲ့ Atin, Baozin, WWE, Prime Energy Drink စတဲ့ sector အသစ်တွေဘက်ကိုခုံကူးပြီးတော့ဒီဘက် sector တွေမှာကအောင်မြင်လာလိုက်တာကျွန်တော်2025ခုနှစ်အရောက်မှာတော့ပိုင်ဆိုင်မှုပေါင်းဒေါ်လာတန်100ကျော်တိချမ်းသာတဲ့ဒါ influencer တယောက်လူတယောက်ဖြစ်လာခဲ့ပါတယ်။အဲ့ဒါမထူးဆန်းဘူး။ထူးဆန်းတာဘာလဲဆိုတော့ကြတော့ Logan Paul ကလောလောဆယ်ဒီလိုမျိုးအရန်ချမ်းသာလာဖို့အတွက်သူလိုအပ်တဲ့ foundation တစ်ခုကိုသူ့ကိုလေးစားရတဲ့ချစ်ပါဆိုတဲ့ fan တွေကိုချနင်း ဒီကောင်းကိုလိန်စကန်ပြီးတော့ဒီလိုနေရာရောက်လာတာဒါလည်းကျွန်တော်အသေးသေးရှင်းပြသွားမယ်လိုကန်ပေါ်ရဲ့ပထမဆုံးစကန်ဟို August 2021မှာစလုပ်ခဲ့တယ် Crypto Zoo လို့ခေါ်တဲ့ NFT project တစ်ခုကို Zoodin နဲ့ hype လုပ်ပြီးတော့ကြာသူ့ fan တွေနဲ့မိတ်ဆက်ပေးပြီးတော့ invest လုပ်ခိုင်းတယ်ဆိုတော့ဒီ game အလုပ်လုပ်ပုံကရှင်းတယ်သူပြောတာက game server နဲ့သူ့ fan တွေပတ်စံရှာလို့ရမယ်ပတ်စံတွေမြက်မယ်ဒါမျိုးပေါ့အဲတော့ game လုပ်လုပ်ပုံကရှင်းရှင်းနေပဲကျွန်တော်ဒီ game ထဲမှာ player ကနေပြီး NFT act တွေဝယ်ပြီးစုလို့ရတယ်ဆိုတော့ဒီဥတွေကနေ account ဖောက် အဲ့မှာမှာပေါက်တဲ့အကောင်အချင်းချင်းကိုထက်ပြီးတားဖောက်တားဖောက်ပြီးတော့ species အသစ်တွေအကောင်အသစ်တွေထွက်လာပြီဆိုတော့လည်းဒါရီကိုကြိုက်တဲ့ဈေးတင်ပြီးကြိုက်တယ်လို့ရအောင်ဒီဘောကနေအမျက်ဆုံးပြန်ရှာဒါမျိုးပေါ့ဆိုတော့အဲ့တော့ဥမာဆိုတော့ NFT act တွေဝယ်ဖို့အတွက်ကိုကြ Zoo token ဆိုရလို့ရဒီ zoo token ကိုကြာတော့ကျွန်တော် cryptocurrency သုံးပြီးတော့ကြာတော့ကြိုက်တဲ့လောက်စိတ်ကြိုက်ဝယ်ခွင့်ရှိတယ်။အဲ့မှာ logan ဘောကထပ်ပြီးတော့ပါတယ် armor band နေခံလာလဲဆိုရင်ဒီ project အတွက်လိုအပ်တဲ့ funding ကို investor မခေါ်ဘဲနဲ့သူ့ပတ်စံနဲ့သူပဲသုံးပြီးတော့သူ့အိမ်သူပဲစိုက်ထားတယ်။ နောက်တစ်ခါဒီမှာသုံးထားတဲ့ NFT ဆိုတာလည်းလက်ရေးနဲ့100%ဆွဲထားပြီးတော့ unique ဖြစ်လို့လို့ဘယ်မှာသွားရှာရှာမတွေ့နိုင်တဲ့ကောင်မျိုးတွေနောက်တစ်ခါဒီ project အတွက် back end ကိုင်းတဲ့ developer တွေအားလုံးဒီအရန်ကို experience များပြီးအရန်ကျွတ်တဲ့ကောင်တွေကိုသူကတန်းစီပြီးအလုပ်ခံထားတဲ့ပုံစံမျိုးတွေပြောပြရတယ်အဲ့လိုမျိုးဆိုတဲ့နေ hype တဲ့အခါကျတော့ fan ရဲ့ဒီ project ကြီးကိုသူတို့တပွားလုံးမှာတစ်ချိန်မရနိုင်တဲ့အခွင့်အရေးလိုလိုဘာလိုတွေမြင်ကြပြီးတော့တယောက်တယောက်ကိုဒေါ်လာတောင်းချီပြီးတော့ invest လုပ်ကြရတယ်။ဒါပြန်ပြအနေနဲ့ကျွန်တော်ပြောတာတချို့ဆိုရင်ဒေါ်လာ9သိန်းနေ4သိန်းနေရင်းတဲ့ကောင်တွေရှိသေးတယ်။ ဘာရီဘလိုပဲအာမာဘန်နေခံထားတာတကယ်တကယ်တော့လိုကန်ပေါ်တို့ team ကနေပြီးတော့ NFT ထိုးရောင်းသွားတာပဲရှိတယ်။သူအမခံထားတဲ့ game ကဘာမှရုပ်လုံးပေါ်မလာသလိုဘာမှလည်းထွက်မလာဘူး။နောက်ပြီးတော့သူပြောတဲ့ unique ဖြစ်လာပါကြီးရဲ့ဆိုတော့ NFT design တွေအားလုံးဒီလေတကယ်တမ်းကတော့ Adobe Stock ကပုံနေအားလုံးဒဲကူးထားတဲ့ဟာမျိုးတွေဖြစ်နေတယ်။ဆိုတော့ဒီလိုကိစ္စတွေ fan တွေသိပြီးနောက်ပိုင်းမှာကျတော့ဒါသူ့ရဲ့ NFT ဈေးတွေကချက်ချင်းပဲထိုးကြတော့95%လောက်ထိုးဆင်းပြီး0နီးပါးတိကတ်သွားတယ်။ ဆိုတော့ဒီလိုမျိုး rug boo ကနေပြီးတော့ investor တွေတော်တော်များများဒေါ်လာတောင်းချီတိမ့်ချီပြီးတော့ဆုံးရှုံးကြတယ်။အဲဒီအချိန်မှာ Logan Paul အနေနဲ့တခုခုဝင်ပြီးတော့တာဝန်ယူပေးရမယ်ဆိုတာဖြည့်ရှင်းပေးရမယ်ဆိုတာသူကမလုပ်လဲဆိုတော့ public မှာထွက်ပြီးမျက်ရည်ချူတယ်။ဘယ်လိုမျိုးလဲဆိုတော့ Token Knight ကလည်းဒီ case မှာ victim ဘလောက်တိတောင်ဆိုလဲဆိုရင်သူ့ရဲ့ lead developer Z ကနေပြီးတော့ဒါသူ crypto zoo အတွက် vital အရန်ဖြစ်တဲ့ code တွေကိုဟိုးထားပြီးတော့သူ့ကိုဒေါ်လာတန်းချီတောင်းပြီးငွေညစ်တယ်။ ်ဒါအပြင်သူကဒီလိုမျိုး rug boo မှာသူကို night ကလည်းသူ့အိမ်ထဲကနေဒေါ်လာတပန်းနီးပါးသူစုံရှုံသွားတယ်ဒါပေမဲ့ဘလို့ပဲဖြစ်လင်ကစားသူကဒီသူ့ရဲ့ fans တွေကိုတနာချစ်ခင်ငဲ့ညာတဲ့အတော့ထပ်ပြီးတော့သူ့အိမ်ထဲကနေဒေါ်လာနှစ်တန်းနီးပါး site ထုတ်ပြီးတော့ဒီသူ့ရဲ့ investor တွေကိုအချိုးကျဒါပြန်ပြီးတော့ refund ပြန်လုပ်ပေးမယ်ပြန်ပြီးငွေအမ်းပေးမယ်ပေါ့ဒါမျိုးထွက်ပြောတယ်အဲ့နော်2022ဒီဇင်ဘာရောက်မှာတော့ Coffee Zilla ဆိုတဲ့လူတယောက်ကနေပြီးတော့သူ့ YouTube channel ကနေတဆင့် လိုကန်ဘောက crypto zoo မှာဘယ်လိုမျိုးပုံစံအနေနဲ့ scan သွားလဲဆိုတော့သူ step by step dd research လုပ်ပြီးတော့ public မှာဖွင့်ပြတယ်။ဒါပေမဲ့ဒီကိစ္စကိုလိုကန်ဘောကသူ့ကိုမဟုတ်မမှန်တဲ့ information အမှားတွေနဲ့ defamation လုပ်ပါတယ်ဆိုပြီးတော့ဆောင်း coffee seller ကိုပြန်ပြီးတော့တဲပြီးတရားဆွဲ။ Okay so ရှင်းရှင်းပြောရမယ်ဆိုရင်ဒီသူ scan လိုက်တဲ့ project တစ်ခုရဲ့နေရင်ဒီကောင်8ဖောင်းသွားတာဒေါ်လာ5သန်းဝန်းကျင်ဖောင်းတယ်။ဒါပေမဲ့အဲ့ထဲကနေမှသူကဒေါ်လာ2သန်းဝန်းကျင်ပြန်ပြီးတော့ refund ပေးရမယ်ပြောထားတဲ့ကိစ္စကိုတောင်းနေရွှေညရွှေလုတ်နေတဲ့အတွက် Logan Paul နဲ့သူ့ရဲ့ Crypto Zoo team တက်ခုလုံးကိုတည်ပြီးတော့တရားစွဲတယ် class session lawsuit တက်ခုတက်လာတယ်။ဒါမင်းစရိုတည်ရတိုင်းမှာဒါမျိုး case တွေကိုဒါတရားရုံးဘက်ကနေပြီးတော့ decision တစ်ခုခုချဖို့ဆိုတော့ at least နှစ်နှစ်ကနေ၃နှစ်ဝန်းကျင်ကြာတယ်ဆိုတဲ့အခါကျတော့ဒီအချိန်တော့တွင်မှာ Logan Paul ကစောင်းတာသူ scan ထားတဲ့ပတ်စံနေရဟိုဘက်ဒီဘက်ပလာတာရိုက်ပြီး volleyball ပုံနေုံပဲလေ။နောက်ထပ် scam တစ်ခုကကျော် ding ding ဆိုတဲ့ meme ကိုဆိုတော့ဒီကောင်ကတော့ရှင်းတယ်လှုပ်သွားတဲ့ပုံစံက ကျွန်တော် celebrity တော်များများသုံးတဲ့ pat mandam skin သုံးသွားတယ်ဆိုတော့ဒီ cryptocurrency coin ကို logan ball နဲ့သူတငယ်ချင်းတွေကနောက်မှာတော်တော်လေးကြိတ်ပြီးတော့အပြောက် create လုပ်ကြရတယ်နောက်ပြီးတော့ကျဒီ coin ရဲ့ token 80%လောက် supply chain 80%လောက်ကိုသူတို့ယူထားတယ်ယူထားပြီးတော့ကျဘာပြောလဲဆိုတော့အပြင် public မှာကျတော့သူနဲ့ဒီ coin နဲ့ကဘာမှမသက်ဆိုင်ရအောင်ဒါပေမဲ့ဒီ coin က 100x လောက်ဈာတရာလောက်ဈေးတန်နိုင်တဲ့ coin ဖြစ်တာကြောင့်ဒါသူရဲ့ fans တွေကိုရတောင်ရခဲ့အခွင့်အရေးအနေနဲ့သူကချပြတာဖြစ်ကြအောင်စသဖြင့်ထုံးစံတိုင်းစွတ်ပြီးဟိုက်ပြီ ါမှပြက်တနာကရှေ့မှာလည်းတစ်ခေါက်ခံပြီးသားဖြစ်ပေမဲ့ဖန်နေရထပ်ပြီးမျက်စိစုံမေ့ပြီးယုံမှတ်ပုံအပ်ပြီးတော့ကြတော့အဲသူပြောတဲ့ ding dong coin ဝယ်ရပြန်တယ်အဲ့လိုဝယ်ရပြီးဟေ့ဆိုတဲ့အခါမှာအားလုံး wine hype လို့ဈေးတက်လာပြီဆိုတော့ကျွန်တော် Logan Paul နဲ့သူ team ဖြစ်တဲ့ insider သမားရံနေပြီးတော့ဒါရိုပြည့်ရောင်းပြီးတော့ချစ်လာသော fan တွေကိုကောက်ပြီး damn တယ်အကျိုးဆက်အနေနဲ့ Logan Paul တို့အုပ်စုကတော့ထုံးစံနိုင်လို့လားတန်းချီပြီးမြတ်တယ်ဒါပေမဲ့သူ့ရဲ့ fan တွေကတော့ခွက်ခွက်လောင်ရှုံးရတယ်နောက်ထပ်တတိယမြောက် scam ကကျော် liquid marketplace ဆိုတဲ့ platform ဒီ platform ကိုတော့ Logan Paul က Barcelona ပေါက်လို့ရေမသိဘူး။သူကနိုင်ကဒီ platform ရဲ့ co owner အနေနဲ့ publisher မှာထွက်ပြရတယ်။ဒီ platform က buyer လို့ရလာဆိုတော့ Pokemon Cat ကိုမှအရန်ရှားတဲ့ကံမျိုးတွေနောက်တစ်ခါ Rare Items နေရဲ့ partial ownership တွေဝယ်လို့ရတယ်။အဲ့ဒါကျွန်တော်မိတ်ဆွေနားလည်းမရှင်းပြရဘူး။ဆိုကြပါစို့။မိတ်ဆွေက Logan Paul ရဲ့ဆောင်းတဲ့ platform မှာသွားပြောရကြတော့သိန်း၄00တန်ကားတစ်စီးရဲ့10% share ownership ဝယ်လိုက်ပြီ။ Okay ဝယ်လိုက်ပြီထားလိုက်တော့ဆိုတော့အဲ့ဒါအတွက်ကခင်ဗျားသိန်း400သုံးရမယ်။ဒါပေမဲ့ဒီကားက3000ဒီဈေးတက်သွားတဲ့အခါမှာ ဆိုတော့ခင်ဗျားဝယ်ထားရှယ်ယာ10%ဖြစ်တဲ့အတွက်ကိုယ့်ရဲ့3400ရှယ်ယာ3500ဖြစ်သွားပြီဆိုတော့ကျတော့ဒီဘောကနေပြီးတော့3000အမြန်ဆွန်းရမယ်ဆိုတော့ဒီတော့နောက်ထောင်ကျင်းတော့ plan အရှင်းပြေရမစိုးလက်ခံလို့ရတယ်ဟုတ်တယ်မလားဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကျတော့ဒီ Logan Paul ရဲ့ liquid marketplace မှာတင်ရောင်းထားတဲ့ Sharpa ပါတယ်ဆိုတဲ့ items တွေဒီသူတကယ်ပိုင်နာမျိုးတွေမဟုတ်ဘူးသူက JBL ဖိုင်တွေရှောက်တောင်းပြီးတော့ဗျာဒီ website မှာပြီးပြီးတော့တင်ထားတာမျိုးတွေ okay ထားလိုက်အောင်နောက်ထပ်ပို့စိုးရတစ်ခုကကျတော့ စွမ်းနာထားပါတော့မိတ်ဆွေရသိန်းလေးယောက်နဲ့ကရတက်ပစံ share stake တခုဝယ်လိုက်ပြီဒါဆိုရင်ခင်ဗျားတို့ဒီ share stake ရဲ့ ownership statement တခုကိုထုတ်ပေးတယ်ဆိုတော့ဒီ statement ကလည်းရှင်းရှင်းပြောရင်အတူကြီးလျှောက်လုံထားတဲ့ကိစ္စပဲဆိုတော့ဗျမိုးရဲရေခင်ဗျားကဒီကောင်မကျင်တဲ့လို့ဒီစွမ်းနာပိုင်ဆိုင်ကြောင် ownership statement ကင်ပြီးတော့သွားပြီးတရားစွဲရတာခင်ဗျားပဲရှုံးမှာဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုး scam နဲ့ကိစ္စဆိုတော့ဒါပေမဲ့တခုကန်ကောင်းသွားတာကကြတော့ login blogger ရှိမှလည်းသူ scam ကနှစ်ခုထိလုတ်ထားပြီးပြီဆိုတော့ဒီကောင်နောက်လုတ်ပြီဆိုတော့ကိစ္စမှာသူစောင့်ကြည့်နေရကောင်လေးရှိတယ် အဲ့ဒီအချိန်မှာဒီလူရဲကနေပြီးတော့ဆိုင်းရဆိုင်းရ regulator ကိုလှမ်းပြီးတော့တည်င်းပေးတဲ့အတွက်တို့ကနေပြီးတော့ဆိုတော့ Logan Paul ပိုင်တဲ့ Liquid Marketplace Company ကို fraud ကောင်းတဲ့တက်ပြီးဝင်စစ်တဲ့အခါမှာသူတို့ charges တက်စရာကြီးတွေ့တဲ့အတွက်ဒီ scan ကတော့သူ့အနေနဲ့အရင်ကြီးအောင်မြင်မသွားဘူးပြောရမယ်ဆိုတော့အဲ့ဒါကျေးဇူးတင်ရမယ်အဆိုးဆုံးနဲ့အသက်မရှိဆုံးကိစ္စတစ်ခုကိုပြောပါဆိုရင်တော့ Logan Paul ကဂျပန်ရောက်တုန်းကအဲ့မှာရှိတဲ့ Suicide Forest ကိုတွားတယ်တွားပြီးတော့အဲ့မှာတေးပြီးသားဖြစ်တဲ့ Debory တစ်ခုကို view များများရအောင်ဆိုပြီး clip bait caption တင်တက်နောက်တစ်ခါပြောင်နာနောက်တာကြီးကတ်ပြီးတော့သူ့ရဲ့ YouTube channel မှာတင်တယ်ဆိုတော့ပိုဆိုးတာကဘာလဲဆိုတော့ဗျာဒီဗီဒီယိုမှာသူကဒီ dead body ကိုရိုက်နေတန်လန်းနဲ့သူပိုင်တဲ့ clothing brand တစ်ခု advertise လုပ်တယ်နောက်တစ်ခါဒီဗီဒီယိုတစ်ခုကို monetization နဲ့ on ထားတယ်အဲမိတ်ဆွေစဉ်းစားကြည့်လေကျွန်တော်ပြောတေဗီသားလူကြီးကိုဗီဒီယိုရိုက်တယ်ရိုက်ပြီးတော့ကျဗီဒီယိုရိုက်နေတန်လန်းကြီးနဲ့သူ့ပိုင်တဲ့ clothing brand ကြီးကြောင်ညာကောက်ဝင်တယ်ဘာလို့ဒီရုပ်ပေါက်ပြီးတော့အသက်မရှိတဲ့ကိစ္စလဲ ဆိုတော့ဒီလိုကိစ္စကိုစိတ်လိုရာ US ကလူတွေမဟုတ်ဘဲနဲ့တကမ္ဘာလုံးကလူတွေဖြစ်တဲ့အတွက်ဒီကောင်ကတကမ္ဘာလုံးနေပါဝိုင်းဆဲရတယ်အဲ့တော့ Joseph အနေနဲ့ YouTube ကနေပြီးတော့သူ့ channel ကိုခဏ restrict လုပ်ပြီးတော့ကြာတော့ moderation ပေးထားကိုလည်းပြန်ဖြုတ်လိုက်တယ်ဒါလောက်ဆိုရင်တော့ major Logan Paul ကသူ့ကိုချက်တဲ့ fan တွေကိုဘလို re scan လဲဘလို re ကြော်လဲခွာလဲဘလို့စရာရှုပ်ပြီးတော့ကြဒေါ်လာတန်ပေါင်းများစွာရှာသွားလဲဆိုတာကိုအသေးစိတ်နားလည်သွားရလို့ကျွန်တော်ယူဆရတယ်။အဓိကမိကွန်းနေကအခုမှလာပြီ။ဒီလိုမျိုးနီးမျိုးစုံနဲ့ live scan နေတဲ့အကောင်ကိုဘာကိစ္စဘယ်သူမှတရားမစွဲရတာလဲ ဒီလိုမျိုးလူတယောက်ကိုဘာကိစ္စတတ်ဆိုင်ရာပြည့်တန်တစ်ခုခုပင်နယ်တီတစ်ခုခုဘယ်သူမှအခုချိန်ထိမချနိုင်ရလဲဘာကိစ္စဒီကောင်ကနီးမျိုးစုံနဲ့စကန်နေအမြဲတမ်းအမြဲတမ်းလွတ်နေရတာလေအဖေကတော့ရှင်းပါတယ် Logan Paul အနေနဲ့က US က law တွေ regulations တွေကိုလက်တလုံးကြဘလို့ခွာထွက်ရမယ်ရှောင်ထွက်ရမယ်ဆိုတော့သူကောင်းကောင်းနားလေလို့နောက်ပြီးတော့သူ run ခဲ့တဲ့ကျွန်တော်တို့ scan project အတိုင်းမှာကျွန်တော်တူညီအောင်လိုက်ကြည့်ရင်ဘာတွေ့ရလဲဆိုတော့ not financial advice i'm not responsible for your loss is an investment risk စားရစကားလုံးတွေတုံးပြီးတော့ကြတော့သူဟာသူ save ချယူထားတယ်။ပြန်သူ connect ကဒီလိုမျိုးစကားတွေပြောကြအောင်ဒီလိုမျိုးစာရေးကြအောင်လဲသူက video ဖြစ်ရင်ဖြစ်မဟုတ်ရင်လဲစာနဲ့တကွာသူကသူတက်တည်ယူထားတယ်။ဒါမျိုးဆိုရဲအခါမှာဒီလိုမျိုး Logan Boss scan ခံရတဲ့ evidence ဘက်ကနေပြီးတော့ဒီကိစ္စကိုမကျင်တဲ့လို့တရားလာဆွဲခဲ့တယ်ဆိုရင်တော့သူ့ဘက်ကဒီလိုမျိုးကြိုပြီး preparation လုပ်ထားပြီးသားဖြစ်တဲ့အတွက်သူ့ကို victim ဘက်ကနေပြီးတော့ criminal lawsuit တည်ပြီးဆွဲလို့မရဘူး civil lawsuit အောက်ကနေပဲသူ့ကိုတရားဆွဲလို့ရတယ်။ဆိုတော့ဒီလိုမျိုး civil lawsuit မှာက ဟိုရုပ်စွာအဆုံးအပြစ်ပေးကြပြီဟေ့ဆိုရဲအခါမှာတော့ဥမာကျွန်တော်တို့ fine ကောက်တာတို့အဲနောက်တစ်ခါတရလုံနဲ့တရခန်းနဲ့ညှိပြီးတော့ settlement ညှိညီယူကြတာမျိုးတို့ရုပ်စွာအဆုံး refund ပြန်ပေးရတာမျိုးတို့ဒီလောက်ပဲအပြစ်ဒဏ်ခံရနိုင်တာဆိုတော့ဗျာဟိုဒီ case မှာ logan ball လောက်တဲ့ case မျိုးမှာကဟိုသူ့ကိုတအားပြင်းထန်တဲ့ချက်ချက်စီပါတက်လို့မရအောင်သူကကြိုးလုပ်ထားတယ်ပဲပြောရမှာပေါ့ဥပမာကျွန်တော်တို့သူပထမဆုံး scan ခဲ့တဲ့ crypto zoo case ကိုပဲကြည့်လိုက်ဗျာသူ့အနေနဲ့က အဲဒီလိုမျိုးခံရတဲ့ victims တွေကိုသူကဒေါ်လာနှစ်သန်းတိတိပြန်ပြီးတော့ refund ပြန်ပေးမယ်ဆိုပြီးတော့ public apology တင်ထားတယ်ပြီးတော့ statement ထုတ်ထားတယ်ဆိုပေမဲ့တကယ်တကယ်တမ်းကျတော့အဲသူ့ကိုတရားတည်ဆွဲပြီးတော့မဖြစ်မနေပေးမှရမယ်ဆိုတော့အခြေအနေကျင်းတဲ့ကြက်ထဲကိုပို့ပေးနိုင်တဲ့ကောင်တွေကိုပဲသူက refund ပြန်ပေးရမယ်ဘယ်လောက်ရုပ်ပေါ့လဲဆိုတော့ကျွန်တော်ပြော okay ဒီလိုမျိုးသူ့ကိုကျင်းတဲ့ကြက်ထဲထည့်တဲ့အခြေအနေထိရောက်ဖို့တရားရုံးဘက်ကနေဒါမျိုး decision ချဖို့ဆိုတော့အနည်းဆုံးအချိန်က6လတန်တီတစ်နှစ်တန်တီပေးရတယ်ဟုတ်ပါဘူး ဆိုရမှာစဉ်းစားကြည့်လေကျွန်တော်ပြဗီဒင်ဘက်ကနေဗီဒင်ဘက်ကနေဘာကြီးလိုအပ်မလဲဆိုတော့ကျွန်တော်ဗီဒင်ဘက်ကနေပြီးတော့ဒီကောင်နဲ့ပြန်ဖိုက်ဖို့ရှေ့နေကြ၄ပြီးတော့သွားစီလာစီနေအခြားထရီစီအများကြီးကုန်မယ်ဗျာဒါကလည်းဟိုတလားနလားနဲ့ပြီးရဲ့ကိစ္စမဟုတ်ဆွမ်းနာပြီးတော့တစ်နှစ်လောက်ဆိုတော့တကယ်လို့ဗီဒင်ဘက်ကဒီ case ကိုနိုင်သွားတယ်ထားအောင်ဆွမ်းနာရှေ့နေကြ၄ဘာညာဘာကညာကရှင်းရတယ်ဘာမှသူ့တွေကြံမှာမဟုတ်တော့တစ်ဖက်ကကျွန်တော်တို့ counter party ဖြစ်တဲ့ Logan Paul ကိုကြည့်မယ်ဆိုရင်ညာပိုင်ဆိုင်မှုကဒေါ်လာတန်းတရာကျော်ပတ်ချာလေးရှိရယ် ဆိုတော့သူအနေနဲ့အကောင်းဆုံးဆိုရဲလော်ဖန်ကြီးအတော်ဆုံးဆိုရဲရှိနေရောငားပြီးတော့သူ့ကိုကာပေးဖို့အတွက်ကြိုးစင်းထားရတဲ့အားလုံးอ่ะဆိုတော့ဒီလိုမျိုး power dynamic ကအရင်ရှစ်ဖြစ်နေတဲ့အတွက်ဟိုတကယ်တကယ် power house တွေဖြစ်တဲ့ SCC တို့ DOG တို့မှာဝင်မပါဘူးဆိုတော့ဒီကောင်ကဒီတိုင်းပဲဆက်ပြီးပွဲခံနေဦးမှာပဲဆိုတော့မင်းဆိုရဲကျွန်တော်ကို Logan Paul က scan မလားလို့မေးခဲ့တယ်ဆိုရင်တော့ဟုတ်တယ်ဒါပေမဲ့သူမှရှိတယ်မြတ်ပစံအားလုံး scan ပြီးရလားလားဆိုတော့လည်းမဟုတ်ပြန်ဘူးဆိုတော့ပြောသလိုဒါကျွန်တော်တို့ significant ဖြစ်တဲ့ amount တစ်ခုတော့သူ scan ပြီးရတာမှန်တယ် ကျန်တာရောသူ့ဟာသူဒီဘဝနေပြီးတော့ business ventures တွေဘာတွေညာတွေဆက်ခွင်းနေသူ့ဟာသူပွားလာတာမျိုးပေါ့ okay ထားလိုက်တော့ဆိုတော့အကိုဖြစ်သူကဒီလိုမျိုးအရင်ကြော်ရဲခွာရဲကြုံဝင်ကြုံလို့ကို့ fan တွေကိုပြန်ပြီး scan နေဆိုတော့ညီဖြစ်သူကိုကြည့်ပြန်တော့လဲကျွန်တော်ဖြောင်ဖြောင်တန်းတန်း hustling လုပ်နေရတူလားဆိုတော့မဟုတ်ဘူးသူညီဂျေပေါ်ကပူတောင်ဆိုးတယ်ဂျေပေါ်ဆိုရဲနာမည်ကြားလိုက်တာနဲ့ဘောင်စင်တည့်ရတူတိုင်းကဒီကောင်ဘောင်စင်လောကမှာအမိုက်အမဲဆက်ဖြစ်ကြအောင်နားလဲဘာလို့ဆိုတော့ ကျွန်တော်လူတိုင်းကြိုက်လူတိုင်းတိပြီးတော့သူခင်သူ့ခါတော့ဘယ်ကောင်မှရှင်မဖိုက်ရဲခဲ့တဲ့မိုက်ဒိုင်ဆန်တို့အန်ဒါဆန်ဆေးဝါတို့ဒါမျိုး အနားယူထားပြီးသား fighters တွေကိုကျိုးဝိုင်းနေကိုဇွတ်တင်းပြန်ဆွဲသွင်းပြီးတော့လှုပ်ပွဲတွေထိုးခိုင်းပြီးတော့ဘောင်စင်လောကအောင်အုံမဲ့တုတ်တာကြီးခဏခဏလှုပ်တယ်ဒီကောင်တော့လှုပ်ပွဲဆိုတာဒီကောင်ပဲရှိတယ်ကျွန်တော်ကဒါဒီမှာပြောနေရှေ့နေမြဲထားလိုက် J ball ကိစ္စအောင်မှာမဲဆိုစိတ်ဝင်စားတယ်ဆိုကျွန်တော်နောက်မှဒီတော့ကိုဗီဒီယိုသက်သက်တပုတ်လုပ်ပေးမယ် ဒီဗီဒီယိုလေးကတော့ Logan Paul တယောက်တက်ထားတယ်မျက်နှာဖုံးများစွာ stretch ချပြီးတော့တကယ်တကယ် deep down မှာ Logan Paul ဟာဘလို့လူစားလဲနောက်တစ်ခါမျိုးစုံ scan ပြီးတော့ဒေါ်လာတန်းချီပြီးဘလို့ရှားသွားလဲဒီလိုမျိုး scan နေမယ်လဲနောက်ဆက်တွဲမှာသူ့ကိုပြန်လာပြီးကိုရှုကိုမပတ်အောင်ဘလို့ရဲ့အကွက်တွေရွှေ့နေလဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြသွားတာပဲဖြစ်ပါတယ်မင်းတို့ဗီဒီယိုဒီညာတိရောက်အောင်ကြည့်ရတဲ့ဘုဒ္ဓတရားအများကြီးရောရသွားပြီဒါတော့ကျွန်တော်လက်ခံတယ်ဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာဒီရရတဲ့ဘုဒ္ဓတရားကိုမင်းတို့အပြင်လက်တွေဘဝတွေမှာပါပြန်လဲပြီးတော့အသုံးချလို့ရရစေချင်တယ် ဒါကြောင့်ကျွန်တော်မေးခွန်းလေးမေးပါမယ်ကျွန်တော်တို့ light တွေးပေးပါ light စဉ်းစားပေးပါ light ဖြေပေးပါ Okay ဆိုတော့ကျွန်တော်သိချင်တာကကြတော့အဲ Logan Paul ဒီလိုမျိုးသူ့ကိုချစ်တယ်ခင်တယ်လေးစားအားကြွားရဲဆိုတော့သူ့ fan တွေကိုပြန် scan ရင်းနဲ့အတန်းတစ်ခုဝါးတစ်ခုကြီးချမ်းသာလာတယ်ဆိုတော့ဒီဘောမှာမိတ်ဆွေတို့ဒါကိုကြည့်ပြီးဘာတွေသင်ခန်းစာယူလို့ရအောင်လဲနောက်ပြီးတော့ကိုက Logan Paul ရဲ့ fan တွေလိုမျိုး victim ဖြစ်အောင်ဘာရီဘလိုကိုဘက်ကကြိုတင်ပြင်ဆင်ဝင့်ရှိမယ်လေကြိုတင်ပြင်ဆင်လို့ရအောင်လေစသဖြင့်ဒါလေးကျွန်တော်သိချင်ပါတယ် အဖြေရတော့ထုံးစံတိုင်းဟိုဟာမားတယ်ဒီဟာမှန်တယ်လို့တော့မရှိပါဘူးကျွန်တော်ဖြစ်စေချင်တာဗီဒီယိုမကြော်နဲ့မခွာနဲ့အဆုံးနေရအောင်ကြည့်နားလည်အောင်ကြည့်သဘောပေါအောင်ကြည့်ပြီးရတဲ့ကိုနားလည်သလိုကိုသဘောပေါက်သလိုကိုထင်တဲ့အဖြေတွေကိုဒီဗီဒီယိုကကွန်မန်မှာမှတ်သွားလိုက်ပါတယောက်နဲ့တယောက်အမြင်မတူတဲ့သူချင်းချင်းဆွေးနွေးတို့တိုင်ပင်လို့ရတာပေါ့ခုလိုမျိုးမိတ်ဆွေအုံနောက်အတွက်လည်းအကျိုးရှိမယ်ဘ ഹു တုတာလည်းရမယ်နောက်တစ်ခါဘဝတလန်တွေတစ်ဖက်တစ်လန်အထောက်အပံ့မဲ့ content နေဆရာကြီးဆရာကြီးဘလို့ဖြစ်လာလဲဆိုရအပေါ်မှာဘာတွေဖြစ်ရမလဲ life story ကိုကျွန်တော်ဆရာကြီး YouTube channel နဲ့ပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက် မိတ်ဆွေနေနဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိရဲဘ ഹു တုတ္တတိုးသွားရဲဆိုရင်ကျွန်တော်တို့ channel ကို subscribe လေးလက်ချက်လုပ်သွားပေးပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်